ားလုံးပဲမင်္ဂလာပါခင်ဗျာ movie talk ကနေပြန်လဲကြိုဆိုလိုက်ပါတယ် ဒီတစ်ခါကျွန်တော် review လုပ်ပေးခြင်းနဲ့ရုပ်ရှင်ကတော့အခုလက်တလောယုံတင်ပြတာနေတဲ့ Mickey 17ဆိုတဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။တိတ်မွေးတော့တဲ့အနာဂတ်ကာလတစ်ခုဖြစ်တဲ့ AD 2054ခုနှစ်မှာလူသားတွေဟာတခြား planet တွေကိုခြေဆက်ပြီးတော့ခြေလဲသိမ့်ပိုက်ဖို့စ조사နေခြင်းဖြစ်ပါတယ်။အချင်းလေးတစ်ခုကြောင့်လူသားအစမ်းသက်ခံဖြစ်လိုက်ပါသွားတဲ့ Mickey Bands နဲ့သူတငယ်ချင်းတီမိုမီကီရဲ့မှန်ဉာဏ်လေးကိုယ်ရည်ကိုယ်သွေးတွေစတာတွေကိုတင်ထားပြီးတော့ကလုံးတွေအဖြစ်ထက်ခါထက်ခါပြန်မွေးဖွားလာလိုက်တာမ AK17 အထိရောက်လာခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲ AK ပြီးတော့ကြမ်းတမ်းနဲ့နှင်းနေကြတဲ့မှာပြုတ်ကျသွားတဲ့မီကီတယောက်။ဒေးဗီအထင်နဲ့သူ့ကိုထားခဲ့ပေမဲ့လည်းဂျိုးမာရှိနေတဲ့တရဝါကြီးတွေနဲ့ဂျုံတွေ့ခဲ့ရတဲ့မီကီတယောက်။သူနေထိုင်တဲ့ spaceship ကိုပြန်ရောက်ပြီးမီကီ18နဲ့ဆုံလိုက်တဲ့အခါမှာတော့ spaceship ကိုဦးစီးတဲ့မာရှယ်နဲ့သူ့ဇနီးတော်ရဲ့လောဘတွေ အတကြီးမှုတွေကြားထဲမှာမီကီတယောက်ဘယ်လိုရှင်သန်နေထိုင်သွားမလဲ planet ဘောကတရဝါတွေနဲ့လူသားတွေကြားကအဖြစ်ပြက်ဆရာတွေကိုစိတ်ဝင်စားဖွယ်ရိုက်ပြထားတဲ့တိတ်ပံရုပ်ရှင်ကတကားပဲဖြစ်ပါတယ်မီကီ70ရုပ်ရှင်ကနာမည်ကျော်ကိုရီးယားရုပ်ရှင်ဒါရိုက်တာဘွန်ဂျိုရဲ့ရှစ်ကားမြောက်ရုပ်ရှင်ပဲဖြစ်ပါတယ် Memories of the Mother Mother Parasite စတဲ့ masterpiece ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့ director တယောက်ပဲဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကိုရီးယားရုပ်ရှင်ကားတွေကိုအစင်တန်းတစ်ခုတည်းရောက်အောင်မြင့် င့်တင်ခဲ့တဲ့ဒါရိုက်တာတွေကတအူးအပါဝင်ပဲဖြစ်ပါတယ်ဒီရုပ်ရှင်ထဲမှာမီကီဘန်းစ်ဖြစ်ရောဘတ်ပတ်တစ်ဆန်တီမိုအဖြစ်စတီဗင်ယွန်မာရှယ်အဖြစ်မတ်ဂရက်ဖလိုအပြင်တခြားသရုပ်ဆောင်တွေလည်းပါဝင်ထားတဲ့ရုပ်ရှင်ကားတကားပဲဖြစ်ပါတယ်ဇာတ်လမ်းတညုံပိုင်းကိုပြောရမယ်ဆိုလို့ရှိရင်ဆာရေးဆရာအက်ဒဝတ်အက်ရှတင်ရဲ့မီကီ7ဝတ္ထုကိုဒါရိုက်တာဘွန်ဂျူဟိုကိုယ်တိုင်ဇာတ်ညုံပြန်ရေးထားပါတယ်ဘူရင်ဝတ္ထုကိုမဖတ်ဘူးတော့ဘာတွေကွာလဲဆိုတာတော့အတိအကျမသိပေမဲ့ ဒီရုပ်ရှင်ရဲ့ဇာတ်ဝင်ခန်းနေမှာတော့ဘွန်ဂျူဟိုရဲ့အထာတွေပါဝင်နေပါတယ်။ဇာတ်ဝင်ခန်းတစ်ခုထဲမှာကိုအဖြစ်အပျက်တစ်ခုပြနေရင်းနဲ့တောင်းကနေဖြစ်ပြီးတော့အခြားအဖြစ်အပျက်တစ်ခုစီရောက်သွားအောင်ဖန်တီးထားပြီးတော့စိတ်လုံရှားမှုတွေပေးစွမ်းနိုင်တဲ့ဇာတ်ဝင်ခန်းမျိုးတွေကတော့မပါမဖြစ်ပါပဲ။အဲဥပမာပြောရမယ်ဆိုရင် parasite ရုပ်ရှင်ကြည့်ဦးတဲ့သူတွေဆိုရင်သိပါလိမ့်မယ်။အဲ့ဒီရုပ်ရှင်ထဲမှာလူချမ်းသာမိသားစုခရီးထွက်လို့ကင်မိသားစုကထင်တိုင်းကျဲပြီးတော့အိမ်ကြီးမှာဇိမ်ခံနေတဲ့အချိန်မှာ သူတို့တွေရုတ်တရက်ပြန်ရောက်လာတဲ့အခါအခြေအနေတွေကတောင်းကင်းင်းတွေဖြစ်သွားတာမျိုးပေါ့ကွန်ဂျိုကလူတဘောလူမနောဖြစ်တဲ့အတကြီးပုံတကူကောင်းဆန္ဒစရရင်းနဲ့ပတ်သက်ရင်ပြောရမယ်ဆိုရင်လူတဘာဝါစရာရဲ့ dark side တွေကိုပုံဖော်တဲ့အခါမှာပိုင်ပိုင်နိုင်နိုင်ရေးနိုင်တဲ့သူပြီးပြီးဒီရုပ်ရှင်မှာလဲအရာတွေကိုပေါ်လွင်အောင်ရေးသားထားပါတယ် ီရုပ်ရှင်ကိုကြည့်နေရင်လည်းဘွန်ဂျိုဟိုရဲ့အရင်ရုပ်ရှင်တွေဖြစ်တဲ့ Snow Piazza နဲ့ Okja ကိုလည်းပြန်ပြီးတော့အမှတ်ရမိပါတယ်။အချို့သောဝင်ငန်းတွေဆိုရင်အဲ့ဒီရုပ်ရှင်ရဲ့ theme နဲ့တော့ခက်စင်စင်ပါပဲ။ဒါပေမဲ့ဒီရုပ်ရှင်ရဲ့ climax ကိုတော့အားမရပါဘူး။ရုပ်ရှင်ရှေ့တစ်လျှောက်မှာပြိုးခဲ့တာတွေအများကြီးရှိပါတယ်။အဲ့ဒါတွေကိုအတုံးချမယ်ဆိုလို့ရှင်ဒီထက်ပိုပြီးတော့ဇက်ရှိန်ညှင်းလို့ရပေမဲ့ဒီ climax ကတော့ဘွန်ဂျိုဟိုရဲ့ level ဟုတ်နေတာပါပဲ။ပြောရမယ်ဆိုလို့ရှင် Oscar ဆုရဇန်ညွေးရေးဆရာ director တယောက်ရဲ့ level ဟုတ်နေဘူးပေါ့ဗျာ။ဒီထက်ကောင်းတဲ့ ဲ့ climate ကူဖြစ်တဲ့နယ်လို့ထင်ပါတယ်။အဲရုပ်ရှင်နဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့ဒီရုပ်ရှင်က Warner Bros ကပတ်စံရှာခြင်းလို့ Bonjour ho နဲ့လက်တွဲရိုက်တဲ့ရုပ်ရှင်ကားတကားလို့ပဲထင်ပါတယ်။ Bonjour ho အတွက်ကတော့အရင်ကားတွေထက်အမှုပညာပိုင်းဆိုင်ရာအားနည်းတဲ့ရုပ်ရှင်ကားတကားလို့ပဲသုံးသပ်ရပါမယ်။တကယ်တော့ Hollywood ရုပ်ရှင် studio အကြီးကြီးက Oscar ဆုရ director နဲ့လက်တွဲပြီးတော့ရိုက်တဲ့ရုပ်ရှင်ကားတကားကဒီထက်ပိုပြီးတော့ကောင်းတဲ့ရုပ်ရှင်ဖြစ်တဲ့ပုံမှန်လေ Bonjour ho ပြည်သက်တွေတော့အားမရခဲ့ပါဘူး။၅နှစ်ကျော်6နှစ်လောက်စောင့်နေရတာမတန်ဘူးလို့ပြော ောရမှာပေါ့လေဒါပေမဲ့လေဒီ option ကမကောင်းတာတော့လည်းမဟုတ်ပါဘူး sci-fi fantasy အမျိုးအစားရုပ်ရှင်ထဲမှာတော့ကားကောင်းတကားပါပဲ level တစ်ခုမှလည်းရှိနေပါတယ် Bonjoho ရဲ့ masterpiece ရုပ်ရှင်တော့မဟုတ်ခဲ့ပေမဲ့အချိန်ပေးပြီးတော့တေချာကြည့်တင်တဲ့ရုပ်ရှင်ကားတကားဖြစ်တယ်ဆိုတာတော့အသေးချာပါပဲကျွန်တော်ကတော့ Bonjoho နောက်ထပ်ရိုက်မဲ့ Korea horror အရသာရုပ်ရှင်စစ်စစ်ကိုသာမျော်လင့်တောင်းတရင်းစောင့်နေပါတော့တယ်အားလုံးပဲအဆုံးထိနားထောင်ပေးကြလို့ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်နောက်ထပ်ဗီဒီယိုရုပ်ရှင်လေးနဲ့အတူပြန်လာခဲ့ပါမယ်ခင်ဗျာ